ဟာဘာကြီးတော့ဟုတ်မလေးဟာမနိုင်ဘာရီဘာရီမနေရတယ်ပြောပြောဒီဘောဘောအလုပ်ဟုတ်ပါတယ်မလေးဝါးဝါးဝဲဒီကောင်ငါတို့ပြစ်တာလက်ကောပြစ်နိုင်တာဝငါလီနေတာမဟုတ်ကြီးပါလေပါလေဝါးဟင်ဝါးဝါးငိုအင်းအာအာအာသူပြန်နေစီအင်းအာအာအာအင်းအာအာအဲ့ဒီကအဲ့ဒီကဆက်လိုက်ကြည့်မလားတိုမီတိုတိုမီတိုငါလိုချင်တဲ့တိုမီတိုလေး ဟိုမှာជីပုံးနေတာတုံးအော်ဒါအဲ့ဒီကောင်ငါတို့စိတ်ကြိုက်ထုတ်ပစ်တာဟိုဝါဟိုကအားကောင်းဘူးညောပါညောလေဒီကောင်ကြီးပြေးနေဟူးဤအာအာဒီမှာဒီမှာခြေတော်ခဲဒီမှာရှိရတယ်လားဟုတ်တယ်အဲ့ဒါကြောင့်မလို့သူဖွဲထားအောင်ပဲတက်လက်ကရှာရမယ်60ခြေတော်နဲ့ဆက်ပြီးတော့60 60နဲ့ဟွာကိုစားကြရတော့ ိုစမ်းတော့ရိုက်ဟေးကိုထင်မှရတရားဆက်ဆက်ဒီမှာလေဒီမှာလေအမလေးအခုမဟုတ်ဘူးအတိရေဟိုထင်မှပါတယ်တာလိုက်ထိုင်းမြန်မာနယ်စပ်မဲဆောက်တဲ့မြဝတီကြားကတိုက်ပွဲအခြေအနေတွေဟာနောက်ဆုံးတော့တေဘောဘိုးကိုတင်ပိုက်နိုင်ခြင်းနဲ့ရန်နာအောင်ပွဲခံနေကြပါတယ်။ဇွန်လ3ရက်နေ့ညနေပိုင်း6:40မိနစ်မှာစခန်းကုန်းကိုတက်ပြီးအပီးရှင်းလင်းနိုင်ခဲ့တာပါ။ဒီမတိုင်ခင်ကတည်းကတိုက်ပွဲကပြတ်နေပေမဲ့စစ်ကောင်စီဘက်ကလွှတ်လိုက်မဲ့တိုက်လေရင်ဘုံကျဲမှုကိုရှောင်ရှားလိုတာကြောင့် အချိန်နှဲငယ်စောက်ဆိုင်ပြီးမှအခုလိုအပိတက်ရှင်းလိုက်တာဖြစ်ကြောင်းမြေပြင်စစ်ကြောင်းမှတတင်းရင့်မြစ်ကဆိုပါတယ်ဖိုက်တာ3စီးဝိုင်း20စီးပေါင်း5စီးတောင်လာကျဲတာဗျဝေါ်လီဗျူဟာကလည်းလက်နဲ့ကြီးလှမ်းလှမ်းထုသေးတယ်နောက်ဆုံးမနိုင်တော့မှလက်နဲ့ချတာအတော်ဆိုးတဲ့လူဆိုးတွေဗျူဟာမှုပိုတာဘောစက်ထဲမှာပြောသလိုအကုန်ကရုံတုံးပြရမယ်လို့သူကတတင်းမြဝေရေးသားထားပါတယ်ဇွန်လ4ရက်နေ့စတာနဲ့ထေဘောဘူစခန်းသိမ်းတတင်းတွေကလှန်လှန်ကြီးထွက်ပေါ်ခဲ့ကြပါပြီ ်ဒီစခန်းကရှစ်လေးလုံးအရေးတော်ပုံကာလမှာကလေးကចောင်းသားစခန်းလို့အများခေါ်သည့်အထိတော်လိုင်းကြီးចောင်းသားများရဲ့စခန်းဟောင်းကြီးဖြစ်ကသမိုင်းအရေးနယ်မြေလည်းဖြစ်ပါတယ်ထေဘောပိုးကို2022ခုနှစ်မေလ18ရက်နေ့ကလည်းတော်လိုင်းကြီးတပ်တွေဝိုင်းသိမ်းတာခံထားရဘူးပြီးပြန်လက်လွတ်ခဲ့ရတာကတော့စစ်ကောင်စီရဲ့ထိုးစစ်အင်အားပြင်းထန်မှုကြောင့်လို့ဆိုပါတယ်အခုတခါမနေ့ကပြန်လဲသိမ့်ပိုက်မှုမှာပါဝင်ခဲ့တာကတော့ KNL PDF တပ်တွေဖြစ်ပြီးဒီတခါလဲဘလောက်ကြကြာထပ်သိမ်းထားနိုင်အောင်မလဲ ပထမကြိမ်သိန်းစင်ကတော့6လကြာပါတယ်။များမကြာမီအကျန်းဖက်စစ်ကောင်စီကထိုးစစ်အင်အားကြီးတွေနဲ့ပြန်လည်အထိုင်ချသွားနိုင်ဦးမလား။အများကစိုးရိမ်နေပါတယ်။သိန်းပိုက်နိုင်မှုကတော့ဒီတစ်ခါလဲတော်လိုင်းကြီးအတွက်အင်အားကိုတိုးပွားစေခဲ့တယ်လို့ဆိုရမှာပါ။စစ်ကောင်စီတပ်ဖွဲ့ဝင်90ကျော်ဦးခန့်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်တုပ်ပန်းတွေကိုကရင်မျိုးသားစီယုံ KNU ရဲ့တက်ဆိုင်ရာအဖွဲ့တွေစီလွှဲပြောင်းထားတယ်လို့လည်းသိရပါဗျ။ တိုက်ပွဲမှာသိမ်းဆီရမိတဲ့120မမအပါဝင်လက်နက်ကြီးလက်နက်ငယ်များမှတ်တမ်းတပ်ပုံတွေတပုံကြီးထွက်လာပေမဲ့အသေးစိတ်ကို KNU ဗဟိုကအခုသတင်းထုတ်ပြန်ချိန်ထိအသေးစိတ်မဖော်ပြထားသေးပါဘူးလက်နက်ကြီးလက်နက်ငယ်100ကျော်ရရှိပြီးခဲယမ်းများလည်းထောင်ချီရရှိကြောင်းကိုသာကနဦးသိထားရပါတယ်စစ်ကောင်စီရဲ့အင်အားတရာခန့်ရှိတဲ့ထေဘောပူစခန်းသိမ်းပိုက်မှုကိုစစ်ကောင်စီကနောက်ဆုံးအချိန်ထိခုခံခဲ့သလိုလေရင်ငါးစီးနဲ့အကြိမ်ပေါင်းများစွာပုံကျဲတာကြောင့် လွယ်လှတဲ့တိုက်ပွဲတော်မဟုတ်ခဲ့ပါဘူး။တင်းတွေအရစစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တိုက်ဆုံပြီးလက်နက်ချအညံ့ခံမှုနဲ့ထိုင်းဘက်ထွက်ပြေးတာကတပ်ဖွဲ့ဝင်90ကျော်ရှိတယ်လို့ဆိုပါတယ်။စခန်းမသိန်းကခုခံနေတဲ့စစ်ကောင်စီတပ်တွေဟာတော်လိုင်းတပ်များရဲ့လက်နက်ကြီးနဲ့ဒရုန်းတံကြောင့်ထိနာနေစင်မှာပဲ၎င်းတို့ဘက်ကလွတ်လိုက်တဲ့လေရင်ဘုံးတွေအချင်းချင်းထိမှန်ပြီး34ရောက်ထိတည်ဆုံးစီခဲ့တာဖြစ်တယ်လို့လဲတော်လိုင်းရဲ့တရင်အချို့မှာရေးထားကြတယ်။တကယ်တော့မေလ22ရက်နေ့ကစပြီး KNL တပ်မဟာ6ဦးဆောင်တဲ့တော်လိုင်းရေးတပ်တွေကဝိုင်းရံပိတ်ဆို့ထားတာဖြစ်ပေါ်ပေါ်ပါပဲ။ဒါကြောင့်လဲဝေါ်လီပြူဟာကနေစစ်ကူတွေရောက်မလာနိုင်ပဲစုံစည်းမြိုင်မှာကြားပြအတိုက်ခံခဲ့ရတာကတော့မေလ23ရက်နေ့ကဖြစ်ပါတယ်။တဲ့ဘောပိုးကိုကုမဲ့စစ်ကူစစ်ကြောင်းဟာတော်လိုင်းပိုးပေါင်းတပ်တွေဝိုင်းပစ်လို့10ဦးကျော်ရှင်းခံလိုက်ရပြီး62ဦးကတော့ထိုင်းဘက်ကန်ကိုထွက်ပြေးလွတ်မြောက်ခွင့်ရခဲ့ပါတယ်။အခုဆိုရင်တော့တပ်မဟာချောက်နယ်မြေဝေါ်လီဒေတာအတွင်းမှာ ထိုင်းနယ်စပ်မှာစစ်ကောင်စီစခန်းပေါင်း6ခုဟာနှစ်ပတ်အတွင်းသိမ်းခံလိုက်ရတဲ့အခြေအနေဆိုးကြီးကိုစစ်ကောင်စီကကြုံကြိုက်နေရပါတယ်။ဒီစခန်းတွေကတော့ဘလဲတိုခနဲလေးရွှေအေးမြိုင်ဘရင်နောင် မော်ခီနဲ့အခုထေဘောဘူတို့ဖြစ်ပါတယ်။ကျန်နေသေးတာကတော့အကြီးဆုံးအနေနဲ့ဝေါ်လီပြူဟာဖြစ်ပါတယ်။ဒီပြူဟာကိုရဖို့တော့ခက်ခဲနိုင်သေးတယ်လို့စည်ရေးသုံးသပ်သူကဆိုနေကြပြီးနောက်ထပ်စခန်းကြီးကတော့ဥက္ကဋ္ဌပါ။ ticket play နဲ့အခြားကာကင်းစခန်းတွေလည်းကြံပါတယ်။ final ဖြစ် volley ပြွာကြီးကိုမတိုက်ခင်မှာတော့ဥက္ကဋ္ဌစခန်းကြီးဟာ KNL တက်မဟာ6နဲ့ PD ရဲ့ပူပေါင်းတက်တွေကိုဆက်ပြီးခုခံရဖို့ဖြစ်လာပါတယ်။ဥက္ကဋ္ဌကို2023ခုနှစ်ကတခါသိမ့်ဖို့ကြိုးစားခဲ့ပေမဲ့မရခဲ့ပါဘူး။အပြင်းထန်ခြေမုံနိုင်ခဲ့ပေမဲ့စစ်ကူအင်အားတွေတတုပ်ပြီးတတုပ်ရောက်လာနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။အခုဆိုရင်ဥက္ကဋ္ဌမှာထောက်ဖို့ပင်မစခန်းတစ်ခုပမာအဆင့်မြင့်ထားပြီး ရဟယင်ခွင်းနေလဲဆောက်ထားကြကြောင်းစစ်ရေးတည်င်းတွေရသိရပါတယ်စစ်ကောင်စီရဲ့ဥက္ကဋ္ဌဟာဝိုင်းတိုက်တာမကြသွားလို့ policy ကားတော်အခြေတည်ပြီးရိုက်ကူးကြရာစခန်းကြီးဖြစ်ခဲ့ပါတယ်အခုတော့နောက်တစ်ကြိမ်အနေနဲ့စစ်ကောင်စီရဲ့ခုခံအားကိုစောင့်ကြည့်ဖို့ဖြစ်လာရပါပြီဒီတခါတော့ထောက်ပို့စစ်ကိုအင်အားတွေမြေပြင်မှာပြတ်တောက်နေပြီဖြစ်လို့အဖြေကတမျိုးတမျိုးပြောင်းလဲသွားမလားတော်လိုင်းတပ်တွေဘက်ကဘလို့စစ်ပြူဟာတွေပြင်ဆင်ထားမလဲဆိုတာစိတ်ဝင်စားစရာပါ ဖေဘောဘူပြီးနောက်မှာနောက်ထပ်စခန်းကြီးတွေကိုတိုက်ရင်လေချောင်းထောက်ဖို့အင်အားတွေရောက်လာနိုင်ခြင်းရှိသလားဆိုတာတွေကစောက်ကြည့်ရမယ်တပ်မဟာ6နဲ့ PDF များရဲ့စစ်ကားဇလန်းတွဲပမာဖြစ်လာပါပြီ အခုချိန်မှာတော့ထိုင်းမြန်မာနယ်စပ်တကြောစစ်ကောင်စီရဲ့စခန်းကြီးစခန်းသေးတွေဆက်တိုက်ကြနေမှုဟာတေဘောဘူမှာပဲတခန်းရအနေနဲ့ရနာထားပြီးအောင်ပွဲမှတ်တမ်းတွေကိုလှိုင်းလှိုင်းကြီးကြည့်နေရခြင်းလည်းဖြစ်ပါတယ်ခင်ဗျာ ပင်ရဝဲတယ်ခွိုင်ဖိုင်နဲ့လမ်းစော်တယ် 个歪的，半块的烂熟的。烧没？烧没？接到没？切完，切完，那都扔了，丢了，扔了。 မေလ22ရက်နေ့မနက်9:00နာရီခန့်ကသတင်းတပုတ်မှာတော့ကယင်းနီပြည်ဘော်လခဲမြို့နယ်ကအာနာသိန်းစစ်ကောင်စီရဲ့ရင်းနှီးပေါက်ကာကင်းစခန်းကိုကယင်းနီတော်လိုင်းတပ်ပေါင်းစုကသိမ်းပိုက်ခဲ့ကြောင်းသိရပါဗျ။ရန်သူစစ်ကောင်စီတပ်သား20ဦးထက်မနည်းသေဆုံးပြီးလက်နက်15လက်ကျော်နဲ့ခဲယမ်းများသိမ်းဆီရရှိခဲ့ကြောင်းကယင်းနီတော်လိုင်းတပ်ပေါင်းစုထဲမှကယင်းနီတပ် KA စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုံနိုင်ကသတင်းထုတ်ပြန်ပါဗျ။စခန်းသိမ်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က၄ကြောင်းနဲ့9ကြိမ်ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုလည်းရှိခဲ့ပါဗျ။ ဘျူဟာစခန်းတော့မဟုတ်ပါဘူးရင်နီပေါက်ကအရှိကာကင်းပါဘျူဟာနဲ့တော့ချိတ်ဆက်နေတာပေါ့လက်နဲ့ကတော့15 16လက်လောက်ရတယ်အလောင်း20လောက်တော့အဝေးကနေတွေ့ရတယ်လေရင်နဲ့ဘုံကျဲနေတော့အတိတ်ကြတော့ရည်တွက်လို့မရဘူးဒီထက်တော့ပို့အောင်မယ်ထင်တယ်လေရင်နဲ့ကခုနှစ်ကြိမ်ဘုံလာကျဲသွားတယ်လို့သူကဆိုပါတယ်တန်လွင်မြင့်အရှိဘက်ကမ်းမှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းများကိုလည်းဆက်လက်ထိုးစစ်ဆင်သိမ့်ပိုက်မယ်လို့ KA ကပြောဆိုထားပါတယ် ကီယနီပြည်ဘောလခဲမြို့တဝိုက်မှာရှိတဲ့စစ်ကောင်စီရဲ့ခမာယ၄နှစ်ကိုခမာယ၄30ခလာယ300တို့အပြင်ရှမ်းပြည်အခြေဆိုင်စစ်စင်ရေးကုကဲမှုဌာနချုပ်စကကနှစ်လက်အောက်ခံတိုက်ရင်ချို့ကလည်းအင်အားဖြည့်ဆည်းမှုတွေရှိနေကြောင်းသိရပါတယ်ခင်ဗျာရခိုင်ပြည်စစ်ရေးတရင်တွေထဲမှာတော့ကြောက်ဖြူကိုထိုးစစ်ဆင်နေတဲ့အာရခတတ်တော်အေ တော်လိုင်းတက်ဟာကြောက်ဖြူကိုကာကွယ်ခုခံဖို့အဓိကခန်းစစ်စခန်းကြီးဖြစ်တဲ့32ရဲတပ်ရင်းနဲ့ မိုင်ဝက်အကွာကို ရောက်နေပြီလို့သိရပါတယ်။ကြောက်ဖြူကိုကာထားတဲ့အထက်ကခန်းစစ်ကြီး၃ခုအနက်မှာအမှတ်၃၂ရဲတပ်ရင်းဟာအလဲမှာတရှိပြီးအမှားဆုံးစခန်းလို့လည်းဆိုနေကြပါတယ်။ကျန်တဲ့စခန်းတစ်ခုကတော့ OGT တရုတ်စက်ရုံနဲ့ကတ်တပြေစခန်းဖြစ်ပါတယ်။ဇွန်လ၃ရက်နေ့ဒီနေ့မှာပဲထွက်ရှိလာတဲ့သတင်းတစ်ပုဒ်အရတော့ရခိုင်ရိုးမတွင်းကနတ်ရီကန်ဘီဟွာကုန်းကြီးကနတ်ရီကန် MPT တာဝါလို့လူသိများတဲ့ဆက်သွေးစခန်းကိုအရခတတ်တော်ကမနေ့ညပိုင်းကသိမ့်ပိုက်လိုက်ကြောင်းသိရပါတယ်။ တာဝါတိုင်းစခန်းကုန်းကပြတ်သွားပြီလို့ပြောလို့ရပါတယ်။ကာကင်းတွေကိုတိမ့်ပြီးတိတ်မကြပါဘူး။စခန်းကုန်းတစ်ခုလုံးကိုရသွားတာ။စစ်ကောင်စီဘက်ကတော့အသေးပြောက်များတယ်။လက်နဲ့ခဲရံတွေလည်းရထားပါတယ်။အခုနတ်ရီကံပြူဟာမှာလေးချောင်းရံကာကွယ်ရေးစခန်းတစ်ခုပဲရှိတော့တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။ဖေဖော်ဝါရီလဇန်းပိုင်းကစပြီးကံမြစ်ကံနတ်ရီကံပြူဟာစခန်းကာကင်းစခန်းတွေကိုအေအေကထိုးစစ်ဆင်နေကြတာပါအရက်ခတ်တတော်အေအေနဲ့ပူပေါင်းမဟာမိတ်တွေက အမ်ဘရန်လမ်းမပိုင်းကိုပိတ်ဆို့ထားပြီးစစ်ကောင်စီဘက်ကတော့နှက်ရီကန်ဘီဟွာကနေထုတ်စစ်ဆင်နေကြတာဖြစ်ပါတယ်စစ်ကောင်စီရဲ့တပ်မ69ဦးဆောင်တဲ့တပ်တွေဟာရခိုင်ရိုးမာတွေကအသိမ်းခံထားရတဲ့နေရာတွေကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီးမေလ24မှာတိုက်ပွဲပြင်းထက်ပြင်းလာပြီးနှက်ရီကန်ဘီဟွာအနောက်ကကာကင်းတခုကိုတော့မေလ26ရက်နေ့ကတပ်တော်ကသိမ်းထားပါတယ်အခုလိုရခိုင်ရိုးမာပေါ်မှာစစ်ကောင်စီစခန်းတွေကိုတပ်တော်ကတိုက်ခိုက်သိမ်းနေစဉ်တွင်မှာပဲ ကြောက်ဖြူမျိုးအနီးကိုအေဘက်ကချင်းကပ်လာတဲ့ထိုးစစ်တူလဲအားကောင်းလာခြင်းဖြစ်ပါတယ်ကြောက်ဖြူအနီးထိချင်းကပ်လာနိုင်တဲ့တိုက်ပွဲတွေမှာတော့တိုင်းစစ်ဦးစီးမှုဒုဗိုလ်မှူးကြီးကျော်လင်းကြိုင်အပါဝင်နောက်လိုက်တွေကိုမေလ30ရက်နေ့ကမင်းတပ်တောင်ကြေးရွာနီးမှာအရကတတော်အေအေဘက်ကအရှင်ဖမ်းနိုင်တဲ့အထိအောင်မြင်မှုရနိုင်ခြင်းလည်းဖြစ်ပါတယ်ခင်ဗျာ